ဂလင်းနိုင်တဲ့နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ယာယီအပြစ်ရမယ်လို့နှစ်ဖက်လက်နက်ကင်တပ်တွေအပြန်အလှန်ကြေညာခဲ့ပေမဲ့ကချင်ပြည်နယ်ကနေရာတချို့မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KNG ကစုံစမ်းသိရပါတယ်။အေယာဝတီမြို့ရှေးဘက်ကန်ဝိုင်းမော်မြို့နယ်လမြန်ချေရတဝိုင်းကချင်ပြည်နယ်ရဲ့ဒုရယာမြို့တော်ဗမော်ပါဝင်ကချင်ဆက်စကိုင်းတိုင်းတွေကအင်းတော်မြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စီးရီးသတင်းမြစ်တွေကပြောပါတယ် ကချင်လွတ်လပ်ရေးတပ်မတော် KO ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံဘုံမကြီးနော်ဘူးကတော့ကချင်ပြည်နယ်တဝမ်းရဲ့နေရာ၃ခုလောက်မှာစစ်ကောင်စီတပ်နယ်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီကလေကြောင်းအုံပြုတိုက်ခိုက်နေတယ်လို့ပြောပါတယ်။အလုံးကတော့သူတို့ဘက်ကနေထုတ်ချင်တဲ့အဲကျွန်တော်တို့ကလက်ခံတိုက်ပွဲတွေပါ။ ခုနပြောလို့ဟိုပုံပေါ်မှာလည်းပဲသူတို့ဘက်ကနေပြောနေတဲ့ကျွန်တော်တို့လည်းဘာမှထုတ်ဖြစ်စရာမရှိဘူးအဲဒီဝိုင်းပေါ်မှာလည်းကျွန်တော်တို့ဘက်ကနေထုတ်ဖြစ်စရာမရှိဘူးအဲသူတို့ဘက်ကနေတပ်မမဘုလိုမျိုးထုတ်ဖြစ်စလို့ဆက်ဖို့တိတာရှိပါတယ်ဟုတ်ကဲ့သူတို့ရဲ့သူပြန်ပြင်ညာချက်မှာမမြင်ရင်ကတော့အဲ့ဒီအမျက်ထုတ်တာတွေမလုပ်ဘူးပြိခတွေပါတာပေါ့ အဲဘာမဲ့ကျွန်တော်တို့တိုင်းတိုင်းနဲ့တိုင်းဒီချားရောအဲ့ဒီလက်တဲဖွဲ့ဒီဘုရားလိုက်နာပြီးမှသူတို့ကမလိုက်နာတဲ့ပုံစံမျိုးဖြစ်နေတာကျောင်းမစလို့ရှင်တော့သူတို့ထားတဲ့အစီကနေသူတို့အရင်စီပေါက်တယ်လို့ပြောမှာပေါ့အဲ့လိုဖြစ်ပါကြနော်အဲ့တော့ကျောင်းအခုဖြစ်နေတဲ့ဒီဒီချင်းအထိဖြစ်နေတဲ့တပ်ပေါ်ကတော့သူတို့ဘက်ကနေစလာတယ်သူတို့ဘက်ကစီကန်စီပေါက်လို့ဖြစ်တဲ့တပ်ပေါ်တွေဖြစ်ပါတယ်ဟုတ်ကဲ့ ကချင်ပြည်နယ်ရဲ့ဒုဗျာမြို့တော်ဗမော်မြို့ကိုတိမ့်ပိုက်ဖို့အတွက် KAI နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာအပြင်းထန်ထိုးစစ်ဆင်နေကြတာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဆန်းပိုင်းကလေးကဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းနိုင်ငံတော်ဝန်ပူဆွေးနေရတဲ့အချိန် KAI ဘက်ကတော့ထိုးစစ်ကို ရန်နာထားပြီးခန့်စစ်အခြေအနေသာ ခုခံနေတယ်လို့ KNG ကိုပြီးခဲ့တဲ့မတ်လ31ရက်နေ့ကပြောခဲ့ပါတယ်။ တဖက်မှာစစ်ကောင်စီတပ်ဟာငလင်ဘေးကြောင့်နိုင်ငံတော်ဝန်ပူဆွေးနေရတဲ့အချိန်မတ်လ31ရက်နေ့ညနေပိုင်းမှာပဲမုံညင်းခရိုင် KIA တပ်မှရှင်နေမီတဝိုက်ကိုလေကြောင်းအုံပြူတိုက်ခိုက်ခဲ့တဲ့အတွက်စစ်တင်နန်းတက်နေတဲ့လူငယ်30ကျော်သေဆုံးခဲ့ရပါသေးတယ်။တဆက်တည်းဧပြီလ1ရက်နေ့ညနေပိုင်းမှာတော့တနိုင်းမြို့နယ်ကိုသွားတဲ့လမ်းမပေါ်မှာရှိတဲ့လဝါကြီးရွာကစာတင်ကျောင်းကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းအဆောက်အဦတချို့ထိမှန်ပျက်စီးခဲ့ရပါတယ်။ငလင်းတန်းကျောင်းနောက်ဆက်တွဲကယ်ဆယ်လုပ်ငန်းတွေအတွက်ယာယီအပြစ်ရမယ်လို့လက်နက်ကင်တပ်ဖွဲ့တချို့ကကမ်းလှမ်းခဲ့ပေမဲ့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့ပယ်ချခဲ့ပြီးအဲ့ဒီပယ်ချပြီးတရက်အကြာမှာပဲဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကိုယာယီအပြစ်ရမယ်လို့ကြေညာခဲ့တာပါ။ဒါအပြင်ဒီထုတ်ပြန်ချက်ထွက်လာပြီးနိုင်ပိုင်းအကြာမှာပဲကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း ယာယီအပြစ်ရမယ်လို့ထပ်မံကြေညာခဲ့ပြန်ပါတယ်။ယာယီအပြစ်ရထုတ်ပြန်ချက်တွေထဲမှာတော့စစ်ကောင်စီကအင်အားစုဆောင်တာ၊စုဖွဲ့ပြင်ဆင်တာ၊ဆက်သွယ်ရေးလမ်းကြောင်းတွေ အရက်သားတွေနဲ့တပ်စခန်းဌာနချုပ်တွေကိုမတိုက်ခိုက်ဖို့နယ်မြေမချဲ့တွင်ဖို့ဖော်ပြထားပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကတော့အထက်ပါစစ်ကောင်စီရဲ့အပြစ်ရထုတ်ပြန်ချက်တွေမှာပါရှိတဲ့အချက်အလက်တွေကိုတိုင်းဒါလက်နက်ကင်တပ်ဖွဲ့နဲ့တော်လိုင်းအဖွဲ့တွေမှာက စစ်ကောင်စီတပ်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ရာစုနှစ်တစ်ခုကျော်အတွင်းအင်အားပြင်းတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံကာကွယ်တပ်ဖွဲ့တွေနဲ့ကိုကန်တက် TNL နဲ့အာရခတ်တက်တော် AA တို့ပါဝင်တဲ့မြောက်ပိုင်းညီတော်မဟာမိတ်၃ဖွဲ့ကလည်းယာယီအပြစ်ရကြောင်းအသီးသီးကြေညာထားကြပါရခင်ဗျာ။